င်္ဂလာပါရှင်အခုချိန်ကစပြီးမြန်မာတကိယ1389ခုနှစ်ဒီဇင်ဘာလဆုပ်10ရက်ခရစ်နှစ်2025ခုနှစ်နိုဝင်ဘာ14ရက်နေ့အတွက် PSN News ရဲ့ညပိုင်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျမတို့စွန့်လို့ပါရှင်ပထမဆုံးအနေနဲ့ရန်ကုန်နေပြီးတော့အမျက်လန်းရှိစစ်တပ်ဂိတ်တိုက်ခိုက်ခံရပြီးစစ်ကောင်မရှင်တပ်သားနှုတ်သိဆုံးခဲ့တဲ့သတင်းကို တင်ဆက်ပေးပါမယ် စစ်ကောင်မရှင်တက်ဌာနချုပ်ရုံဆိုင်ရာနေပြည်တော်တကုံးမြို့နယ်ရန်ကုန်နေပြည်တော်မန္တလေးအမြန်လန်း230ကိုမရှိစစ်ကော်မရှင်ဂိတ်ကိုတက်ခိုက်ခဲ့ရာစစ်ကော်မရှင်စစ်သား2ဦးသေဆုံးကြောင်း PDF insight ကထုတ်ပြန်ထားပါတယ်။နေပြည်တော်နဲ့မိုင်30ခန့်ဝေးတဲ့တက်ကုံးမြို့နယ်ရှိမိုင်တိုင်း239စစ်တပ်ဂိတ်ကိုနိုဝင်ဘာ10ရက်နေ့ည9:00နာရီကျော်မှာပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်833တရင်ကဝင်ရောက်တက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ စစ်ကောင်မရှင်ဘက်မှနှစ်ဦးသေဆုံးပြီးဗိုလ်တအုပ်ထိခိုက်ဒဏ်ရာရရှိကကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းထုတ်ပြန်ချက်မှဖော်ပြထားပါတယ်။ဒီတက်ခိုက်ခံရမှုကြောင့်စစ်ကောင်မရှင်တပ်ဟာအ мян လန့်အနောက်ဖက်ချမ်းရှိကျေးရွာများကိုစစ်ကြောင်းထိုးနေပြီးပြည်သူများအနေဖြင့်စစ်ရေးတရရှိစွာ နေထိုင်သွားလာကြရန်နေပြည်တော်တကောင်းပီရက်ကသတိပေးထားပါရယ်ယခုတိုက်ခိုက်ခဲ့တဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်၈၃၃တရင်ဟာ အမျိုးသားညီညွတ်အစိုးရကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့်တိုင်းစစ်ဌာန10ခုစုဖွဲ့ထားသည့်အနက်က နေပြည်တော်တိုင်းစစ်ဌာနလက်အောက်ခံတပ်ရင်းဖြစ်ကြောင်းသိရပါတယ်။ဒီတိုက်ခိုက်မှုကတော်လိုင်းတပ်ဖွဲ့များအနေနဲ့စစ်ကော်မရှင်၏ပိုင်းနက်အတွင်းပိုင်းနေမြေများလမ်းမဆက်သွယ်မှုကောင်းတဲ့နေမြေများတွင်မှာ စစ်ကောင်မရှင်တက်ကိုခြေမုံနိုင်လာနိုင်ခြင်းကို ပြသနေခြင်းဖြစ်ပါတယ်။ရန်သူအနေနဲ့အထူးအရေးကြီးနေရာတွေကိုပါလုံခြုံအောင်ကာကွယ်နိုင်စွမ်းရှိဖြစ်နေတာကိုပြသနေပါတယ်လို့ PDF Insight ကဆိုထားပါတယ်ရှင်။ဆလဘီနေပြည်တော်တကုံးမြို့နယ်ရှိစစ်ကောင်မရှင်စခန်းကိုပြန်လည်တမျိုးဝင်ရောက်စီးနင်းတိုက်ခိုက်တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ နေပြည်တော်ဥဒ္ဒရာသီရိတက္ကုံမြို့နယ်ရှိစစ်ကောင်မရှင်ရဲ့ရဒရာမြေအခြေပြုလုံခြုံရေးကင်းစခန်းကိုပြည်သူလူမျိုးရေးတမတော် PNLA မှနိုဝင်ဘာ၁၂ရက်နေ့ညပိုင်းမှာဝင်ရောက်စီးနေရာစကန်တွင်းရှိစစ်ကောင်မရှင်တပ်ဖွဲ့ဝင်များစကန်စကွာထွက်ပြေးသွားခဲ့ကြောင်း PNLA ကထုတ်ပြန်ထားပါတယ်စစ်ကောင်မရှင်ဤအဆိုပါစကန်ဟာနှစ်နှစ်ဝန်းကျင်ကြာတက်ဆွဲထားတဲ့အခြေပြုစကန်တစ်ခုဖြစ်ကြောင်းသိရပါဗျ။စစ်ကောင်မရှင်ဟာရမတ်သိမ်းမြို့နယ်ဗမာစစ်ကြောင်းတစ်ကြောင်းအမြန်လက်မဗမာစစ်ကြောင်းတစ်ကြောင်း အခြေပြုစကန်နှစ်ခုမှစစ်ကြောင်းတစ်ကြောင်းစုစုပေါင်းစစ်ကြောင်း၃ကြောင်းဖြင့်နယ်မြေစွမှုရေးစစ်ဆင်ရွေးနေစဉ်၎င်းတို့ရဲ့အခြေပြုစကန်တစ်ခုကိုပြန်လည်မှဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပါတယ်။စကန်ကိုဝင်ရောက်စီးနင်းချိန်မှာစစ်ကောင်မရှင်တပ်ဖွဲ့ဝင်များစကန်စွန်ကားထွက်ပြေးသွားတဲ့အတွက်ကင်းကြီးမျိုးစင်များဘန်ဂါများပါမကြမ်းစကန်တစ်ခုလုံးကိုစီးနင်းနိုင်ခဲ့ပြီးရှင်းလင်းများဆောင်ရွက်ခဲ့ပါတယ်။ နိုဝင်ဘာ17ရက်နေ့မှာလဲ၎င်းစကန်တစ်ခုလုံးကိုဒုတိယအကြိမ်ထပ်မံရှင်းလင်းခဲ့ရာ ကြီအချို့ငွေသားအချို့နဲ့စစ်အသုံးဆောင်ပစ္စည်းအချို့တင်းစီရမိခဲ့တယ်လို့ PNLA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။လက်ရှိမှာစစ်ကော်မရှင်စစ်ကြောင်းနှစ်ကြောင်းဟာရတနာမြေအခြေပြုလုံခြုံရေးစကန်ဤအနီးကပ်ရွာနှစ်ရွာတွင်စစ်ကြောင်းထိုင်လျက်ရှိကြောင်းသိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာ17ရက်နေ့ည9:00ကျော်ကလည်း တက္ကသိုလ်မြို့နယ်ရှိမိုင်နာ239စတက်ဂိတ်ကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်8333ရင်းကဝင်ရောက်တိုက်ခတ်ခဲ့ရာစစ်ကောင်မရှင်တပ်သားအုပ်တေဆုံးခဲ့ကြောင်းသိရပါရရှင်။ ဆက်လက်ပြီးစစ်တပ်ထောက်ခံလို့လူမှုရေးပြည်ထောင်ခံရသူများကိုလူမှုထူးခြင်းစုများချင်းမြင်လက်ထိုးနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်မရှင်က၎င်းတို့ကိုထောက်ခံသူများနဲ့စစ်တပ်အတွက်ဝါဒဖြန့်ပေးသူများကိုစုချင်းမြင်ရမှာပြည်သူလူထုရဲ့လူမှုရေးပြည်ထောင် social punishment ကြောင့်အမှုပညာနယ်ပယ်မှာအလုံလုံကံရန်ခက်ခဲနေသူများကိုအဓိကထားရွေးချယ်ချင်းမြင်ခဲ့ကြောင်းတွေ့ရပါတယ်။ယနေ့နိုဝင်ဘာ14ရက်နေ့မှာကြာရောက်တဲ့ 105နှစ်မြောက်အမျိုးသားနှင့်အထိမ်းအမှတ်အဖြစ်စစ်ကောင်မရှင်ကချီးမြှင့်ခဲ့သောလူမှုထူးချွန်စုများရဲ့စီရင်အရာစုရရှိတဲ့အမှုပညာရှင်အများစုမှအိမ်တော်ရေးဖောက်ပြန်မှုပရာဟိတနဲ့ပတ်သက်သောငွေကြေးကိစ္စများနဲ့စစ်ကောင်မရှင်ကိုထောက်ခံအားပေးမှုတို့ကြောင့်ပြည်သူများရဲ့ဝေဖန်မှုနှင့်စံကျင်မှုများကိုခံနေရသူများပေါ်ဝင်နေကြောင်းတွေးရပါတယ်လူမှုထူးချွန်စုပထမဆင့်ရရှိသူများထဲမှာတော့စစ်တပ်ဝါဒဖြန့်ဇက်ကများရိုက်ကူးပေးသူဒါရိုက်တာဇင်ရောမောင်မောင်နဲ့ ပွဲမကရတော့လဲစစ်ကောမရှင်ရဲ့အမကန်ထောက်ခံသူဟာသတိ့ဆောင်ဒိန်တော်တို့ကရရှိခဲ့ကြပါတယ်။လူမှုထူးကျွန်းစုဒုတိယအဆင့်မှာတော့စစ်တပ်လူကြလူမှုကယ်ဆယ်ရေးနဲ့ပရာဟိတလောက်ကိုင်းသူဝေလူကျော်နဲ့ခိုင်နေဝေအပြင်စစ်တပ်ထောက်ခံသူလူရှင်တော်ညင်းချန်တို့ကရရှိခဲ့ပြီးဝေလူကျော်မှာမော်ရယ်တင်းတင်းနဲ့လူမှုရေးကိစ္စဖြင့်တရားစွပ်စွဲခံခဲ့ရသူလည်းဖြစ်ပါတယ်။ လူမှုထူးချွန်တတိယအဆင့်ရရှိသူများထဲမှာတော့တပင်းပညာရှင်ရွှေမန်းတင်မောင်ရဲ့မြေတင်မောင်စမ်းမင်းဝင်းနဲ့တရုတ်ဆောင်ဗရမ ्या ကိခိုင်တို့ပါဝင်ပါတယ်။အဆိုပါနှုတ်ဟာပြီးခဲ့တဲ့ရက်ပိုင်းကတင်မောင်စမ်းမင်းဝင်းရဲ့ဇနီးတွေကလူမှုကွန်ရက်ပေါ်မှာတင်ခဲ့တဲ့အင်တာရေးဖောက်ပြန်မှုဆိုင်ရာပုံများကြောင့်လူသိရှင်ကြားကြက်ထခဲ့သူများဖြစ်ပါတယ်။ထို့အတူစေုပ်စုနဲ့ဆက်ဆက်မှုများရှိတဲ့စစ်စရာအသွင်ပြောင်းတရုတ်ဆောင်ထုခန့်ကျော်ချမ်းသာကြီးစိုးဒါရတာများဖြစ်ကြတဲ့ညိုမင်းလွင် ကျော်စောလင်းအတွင်ပုံရိပ်ကိုစောအာယုံဦးနဲ့ဟာသတုဆောင်အုံသည်ဥတိန်ညွန့်တို့ကလည်းလူမှုထူးကျွန်းတတိယအဆင့်စုများရရှိခဲ့ကြပါတယ်စစ်ကောင်မရှင်ကပြည်သူများရဲ့စန့်ကျင်မှုကြောင့်အမှုပညာအလုံများလောက်ကရန်ခက်ခဲနေတဲ့၎င်းတို့ရဲ့ဘတော်သားများကိုဂုံတို့ဆောင်စုများဖြင့်ဆုလက်ပေးကပြန်လည်မြောက်ဆောင်ပေးခြင်းဖြစ်ကြောင်းအမှုပညာအတိုင်းဝိုင်းအတွင်တုံ့တက်မှုများရှိကြောင်းသိရပါတယ်ရှင် ဆက်လက်ပြီးနောက်ဆုံးရနိုင်ငံတကာသတင်းများကို PSN News ရဲ့ဝိုင်းတော်သားကိုတီဟာကတင်ပြပေးသွားပါမယ်ရှင်။ PSN News ပရိသတ်များမင်္ဂလာပါခင်ဗျာ။ခုချိန်အစပြီး PSN News ရဲ့နိုင်ငံတကာသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါလိမ့်ခင်ဗျာ။ပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ American ရဲ့ online လိမ်လည်မှုဆွဆွဲချက်တွေကို Cambodia Company Prince Holding Group ပယ်ချတယ်ဆိုတဲ့သတင်းပဲဖြစ်ပါလိမ့်။ American တရားရေးဌာနက ကမ္ဘောဒီးယားခြေဆိုင် Prince Holding Group လုပ်ငန်းစုတည်ထောင်သူချန်ကြည်အားအွန်လိုင်းလေလံမှုနဲ့တရားဆွဲတဲ့အမှုကိုပြီးခဲ့တဲ့အော်တိုဘာလ14ရက်နေ့မှာလူသိရှင်ကြားကြေညာခဲ့ပါတယ်။တရားဆွဲဆိုချက်အရချန်ကြည်ဟာကမ္ဘောဒီးယားမှာလူကုန်ကူးခံရသူများအားအွန်လိုင်းလေလံမှုကြားဖြတ်များလုပ်ဆောင်ဖို့အတင်းကျပ်အလုပ်စေခိုင်းရမှာစီမံခန့်ခွဲသူလို့ဖော်ပြထားပါတယ်။ဒါ့အပြင်၎င်းဟာနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုဂိုင်းများကိုလက်ပတ်နေကြောင်းဆွဆွဲထားပြီး သူ့ရဲ့ဒေါ်လာ15ဘီလီယံကျော်ရှိတဲ့ပိုင်ဆိုင်မှုတွေကိုအမေရိကန်ပြည်ထောင်စုတရားရေးဌာနကသိမ်းဆီးခဲ့ပါတယ်။အမေရိကန်တရားရေးဌာနက Prince Group ကိုအာရှရဲ့အကြီးဆုံးနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုအဖွဲ့အစည်းများတွေကတခုလို့ခေါ်ဝေါ်ခဲ့ပြီးဗြိတိရှ်ကမ်ဘောဒီးယားနိုင်ငံသားဖြစ်သူချန်ဂျီဟာလွတ်မြောက်နေစေလို့ပြောကြားခဲ့ပါတယ်။ UK ကလည်း Prince Holden Group လုပ်ငန်းစုရဲ့အင်ဂျင်မြေပိုင်ဆိုင်မှုဒေါ်လာ330ကျော်ကိုထပ်မံထိန်းချုပ်ခဲ့ပြီး ထိုင်ဝမ်စင်ကာပူနဲ့ဟောင်ကောင်တို့ကလည်းနိုင်ငံအလိုက်တင်းစီမှုတွေပြုလုပ်ခဲ့ရမှာဒေါ်လာတန်း350အထိရှိခဲ့ပါတယ်။စုံစမ်းစစ်ဆေးသူတွေရဲ့အဆိုအရရာဇဝတ်မှုကရရှိတဲ့ငွေများလို့စွပ်စွဲထားတဲ့ဒေါ်လာ15ဘီလီယံတန်ဖိုးရှိတဲ့ Bitcoin တွေကိုတင်းစီခဲ့ပြီးတရားရေးဌာနသမိုင်းမှာအကြီးအမားဆုံးပိုင်ဆိုင်မှုတင်းစီခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့ Prince Holding Group လုပ်ငန်းစုကစွပ်စွဲချက်တွေကိုလုံးဝပယ်ချကြောင်းပြီးခဲ့တဲ့နိုဝင်ဘာလ17ရက်နေ့ကပြောကြားခဲ့ပါတယ် မကြသေးမီကဆွဆွဲချက်တွေဟာအချိန်မြင့်မရှိဘဲဒေါ်လာဘီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့ပိုင်ဆိုင်မှုတွေကိုတရားမဝင်သိမ်းဆည်းရမှာအကြောင်းပြဖို့ရည်ရွယ်ပုံရပါတယ်။အချက်လက်တွေပေါ်ထွက်လာတဲ့အခါ Prince Holding Group နဲ့ဥက္ကဋ္ဌဟာအပြည့်ဝအပြည့်ကင်းစင်လိမ့်မယ်လို့ယုံကြည်ပါတယ်လို့ကုမ္ပဏီရဲ့ထုတ်ပြန်ချက်မှာပြောကြားထားပါတယ်။ဒါပြင် American တရားရေးဌာနရဲ့ဆွဆွဲချက်တွေဟာလုပ်ငန်းစုကဝန်ဆောင်မှုပေးနေတဲ့ထောင်ပေါင်းများစွာသောအပြည့်မဲ့ဝန်ထမ်းများမိဘများနဲ့လူမှုတိုင်းဝန်းများအား ထိခိုက်နစ်နာမှုများဖြစ်စေတယ်လို့ဖြည့်ဆွတ်ပြောကြားခဲ့ပါတယ်။ဒါပေမဲ့လည်းရှင်းနေတွေကတော့ကုမ္ပဏီဟာအွန်လိုင်းကုန်ရက်တွေကိုကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်နေတယ်လို့စွပ်စွဲထားပြီးအခြေရေးဒါမှမဟုတ်စီးပွားရေးလိမ်လည်မှုတွေနဲ့လူအများကိုပိတ်မတ်ထားတာရရှိတဲ့ငွေတွေကို cryptocurrency digital ငွေကြေးမှတဆင့်ငွေကြေးခွာချခဲ့ကြအောင်ပြောကြားခဲ့ပါတယ်။အွန်လိုင်းလိမ်လည်မှုအကြောင်းလုပ်ငန်းဟာအရှိတောင်အာရှတစ်ခွင်မှာပြန့်နှံ့လာခဲ့ပြီးရိုးရိုးရုံးကအဆောင်အုံများဒါမှမဟုတ်ဂိုဒေါင်များမှလုပ်ကိုင်လေးရှိကလိမ်လည်သူတွေဟာ ကမ္ဘာတစ်ပတ်ချမ်းမှာနေထိုင်သူတွေကိုပြစ်မှတ်ထားကြပါတယ်။အချို့လူသမားတွေဟာကြားပြတ်အလုပ်ကိုကိုယ်ပိုင်ဆန္ဒအလျောက်ဝင်ရောက်လုပ်ကိုင်နေကြခြင်းဖြစ်ပေမဲ့လည်းအချို့ကတော့လူကုန်ကူးခင်ရကအကျဉ်းတော်နဲ့တူတဲ့ပုံစံနဲ့ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။ကမ္ဘောဒီးယားရဲ့အကြီးဆုံးလုပ်ငန်းစုတွေထဲကတစ်ခုဖြစ်တဲ့ Prince Holding Group ဟာ2015ခုနှစ်ကစပြီးအင်ဂျန်မြေငွေကြေးနဲ့စားသုံးသူဝန်ဆောင်မှုလုပ်ငန်းတွေကိုနိုင်ငံပေါင်း30ကျော်မှလုပ်ကိုင်ရရှိပါတယ်။အဲ့ဒီလုပ်ငန်း Empire ဟာအရှေ့တောင်အာရှနိုင်ငံမှာ နေရာတိုင်းနေပါရှိပြီးမြို့တော်ဖနန်ပင်မှာရှိတဲ့ Prince International Plaza ဆိုတဲ့ကြီးမားတဲ့ဈေးဝယ်စင်တာအပါအဝင် အင်ဂျန်မြင်ယင်းနှမြုံနယ်မှုဒေါ်လာ1ဘီလီယံကိုပိုင်ဆိုင်ကြောင်းသိရှိရပါတယ်ခင်ဗျာအခုတခါဂျပန်ဝန်ကြီးချုပ်ရဲ့ထိုင်ဝမ်ဆိုင်ရာပြောဆိုချက်ကိုယူသိမ်းဖို့တရုတ်ကတောင်းဆိုရဲဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ် တရုတ်နိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနကဂျပန်ဝန်ကြီးချုပ်ဆန်ဒီတခိုင်ချီရဲ့ထိုင်ဝမ်နဲ့ပတ်သက်တဲ့ပြင်းထန်တဲ့ပြောဆိုချက်တွေကိုပြန်လည်ရုပ်သိမ်းပေးဖို့လွန်မာလာ73ရက်ကြက်တပရင်းနေ့ကတောင်းဆိုခဲ့ပြီးမဟုတ်လို့ရှိရင်ဂျပန်နေနဲ့ဖြစ်ပေါ်လာမယ့်အကျိုးဆက်တွေအားလုံးကိုခံယူရမယ်လို့သတိပေးခဲ့ပါတယ်။ဗေကျင်းမှာနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူလင်ချန်းကသတင်းစာရှင်းလင်းပွဲမှာဝန်ကြီးချုပ်တခိုင်ချီရဲ့ပြောဆိုချက်တွေဟာတရုတ်နိုင်ငံရဲ့ပြည်တွင်းရေးကိုရိုင်းပြစွာဝင်ရောက်ဆော့ဖက်ခြင်းဖြစ်ပြီး နိုင်ငံဆက်ဆံရေးကိုဆိုးရွားစွာထိခိုက်စေတယ်လို့ပြောကြားခဲ့ပါတယ်။ဝန်ကြီးချုပ်တောက်ကိုင်းကြီးကလွန်ခဲ့တဲ့သတင်းပတ်ကပါလီမန်မှာပြောကြားရမှာတရုတ်နိုင်ငံကထိုင်ဝမ်ကိုတိုက်ခိုက်ပါကဂျပန်အတွက်ရှင်သန်မှုကိုချိန်ချောက်တဲ့အခြေအနေဖြစ်လာနိုင်ပြီးတိုကျိုမှစစ်ရေးတုံ့ပြန်မှုဖြစ်ပေါ်စေနိုင်တယ်လို့ပြောဆိုခဲ့ရမှာဘေကျင်းနဲ့တန်တမာရေးရာညင်းပွားမှုတွေစတင်ဖြစ်ပွားခဲ့ပါတယ်။ဒီမိုကရေစီနည်းနဲ့အုပ်ချုပ်နေတဲ့ထိုင်ဝမ်ကိုတရုတ်က၎င်းရဲ့နယ်မြေဖြစ်တောင်းဆိုထားပြီးအဲ့ဒီကျုံးကိုအင်အားသုံးပြီးထိန်းချုပ်ဖို့ဖြစ်နိုင်ခြေလည်းရှိနေပါတယ်။ ထိုင်ဝမ်ဆိုးရွားကတော့ဗေကျင်းရဲ့တောင်းဆိုမှုတွေကိုညှင်းပယ်ထားပြီးထိုင်ဝမ်ကျွန်းရဲ့အနာဂတ်ကို၎င်းရဲ့ပြည်သူများသာဆုံးဖြတ်နိုင်မယ်လို့ပြောဆိုထားပါတယ်ခင်ဗျာအခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ပိုယဟမ်းမင်းကြီးလီယိုကမြန်မာနိုင်ငံဆွေဘေးဒုက္ခသည်တွေအတွက်မမေ့လျော့ဖို့နဲ့လူသားချင်းစာနာမှုဆိုင်ရာအကူအညီများပေးအပ်ဖို့နိုင်ငံတကာအတိုင်ဝန်းအားတိုက်တွန်းတဲ့သတင်းပဲဖြစ်ပါတယ်။ပိုယဟမ်းမင်းကြီးလီယိုက ဗာတီကန်မြို့မှာဗိုလ်တော်ဦးနေက General Audience အစီအစဉ်အဆုံးမှာစစ်ဘေးဒုက္ခသည်များအတွက်အထူးသဖြင့်မြန်မာနိုင်ငံအတွက်ဆုတောင်းပေးကြဖို့ချစ်ခင်ယုံကြည်သူများအားဖိတ်ခေါ်လိုက်ပါတယ်။အထူးသဖြင့်နှစ်ပေါင်းများစွာပြည်တွင်းပဋိပက္ခတွေနဲ့ပြည်တွင်းမငြိမ်သက်မှုတွေကြောင့်ပျက်စီးခဲ့ရတဲ့မြန်မာနိုင်ငံအတွက်ဆုတောင်းပေးခဲ့ပါတယ်။ကမ္ဘာအရေးရကစစ်ပွဲတွေရဲ့အကြမ်းဖက်မှုတွေကြောင့်စစ်ဘေးဒုက္ခသည်များအတွက်ဆုတောင်းပေးကြဖို့ဖိတ်ခေါ်ပါတယ်လို့၎င်းကပြောကြားပါတယ်။အထူးသဖြင့်ပုံရဟမင်းကြီးလီယိုက မြန်မာနိုင်ငံပြည်သူများအတွက်နိုင်ငံတကာတိုင်ဝန်အားမြန်မာပြည်သူများအားမမေ့လျော့ဖို့နဲ့လိုအပ်တဲ့လူသားချင်းစာနာမှုဆိုင်ရာအကူအညီများပေးရဖို့တိုက်တွန်းခဲ့ပါတယ်။ကမ္ဘာအဆိုရဆုံးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြံဉာဏ်များထဲမှနိုင်ငံတကာနိုင်ငံအဖြစ်ဆက်လက်ရင်ဆိုင်နေရချိန်မှာမြန်မာနိုင်ငံအတွက်ပုံရိပ်မင်းကြီးရဲ့စုတောင်းစကားတွေထွက်ပေါ်လာခဲ့ပါတယ်။ဒီမိုကရေစီနီးကြရွေးကောက်တင်မြှောက်ထားတဲ့အဆိုရကိုဖျောက်ချပြီးစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းငါးနှစ်နီးပါးကြာပြည်တွင်းစစ်ကြောင်းလူထောင်ပေါင်းများစွာတေဆုံးခဲ့ပြီး သုံးသန်းကျော်ဟာအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်၂021ခုနှစ်မှာအာဏာသိမ်းမှုကိုဆန့်ကျင်တဲ့လူမှုဆန္ဒပြပွဲများစတင်ခဲ့ရာဒီမိုကရေစီလိုလားတဲ့အင်အားစုများတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့များနဲ့အာဏာသိမ်းစစ်တပ်အကြားပြင်းထန်တဲ့တိုက်ပွဲများဖြစ်ကိုကြောင်းလဲသွားခဲ့ပါတယ်အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခတ်မှုတွေနဲ့အကြမ်းဖက်တိုက်ပွဲတွေကြောင့်မျိုးများနဲ့ကြေးရွာအများပြားပျက်စီးခဲ့ရပြီးတန်းနဲ့ချီတဲ့အစားစားစေးဝါးနဲ့မိုးကများထောက်ပတ်မှုလိုအပ်နေပါတယ်။ယခုအခါမြန်မာနိုင်ငံလူဦးရေထွက်ကျော်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများလိုအပ်နေတယ်လို့ကုလသမဂ္ဂကခန့်မှန်းထားပါတယ်ခင်ဗျာကျမတို့ရဲ့ PSN News မှာတင်ဆက်ပေးခဲ့တဲ့သတင်းတွေကိုတော့မြေပြင်သတင်းတာဝန်ခံတွေမှပေးပို့ထားတာဖြစ်ပါတယ်။ PSN News ကိုကြည့်ရှုအားပေးနေကြတဲ့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးရန်ကင်းပြီးကိုယ်စိတ်နှပါအေးချမ်းလုံခြုံကြပါစေရှင်။